အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Midnight Vibration Channel ရာနေပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်အဖေကညာဘက်ဆိုအိမ်ပြန်လောက်ကြလိရှိပါတယ်အိမ်ရောက်တာနဲ့တရှင်းကိုအတန်ကုန်ဖွင့်ပြီးညာလုံးမှမီးဖို့ကြောင်းထဲမှာတခုခုလှိဖြတ်နေခဲ့ပါတယ်ဒီလိုနဲ့မနဲ့ရောက်လို့ကျွန်တော်နိုးလာတဲ့အခါဇပွဲပေါ်မှာအသားပုံကြီးကိုခင်းကျင်းထားတာကိုတွေ့ရပါတယ်မယုံနိုင်ကြပဲကွာဒီလောက်အသားများတာတပတ်လုံးစားလို့ရတယ်လို့အဖေကပြောပြီးအရန်ကျဉ်နေတဲ့ပုံပေါ်ပါတယ်တနေ့တော့အဖေရဲ့ပောင်ရင်မှာဓမြောင်ချောင်းဆိုင်ဝင်နေတဲ့တန်ရာနဲ့ အိမ်ကိုပြန်ရောက်လာခဲ့ပါလေကျွန်တော်လည်းကြောက်လန့်တကြားနဲ့ရဲကိုဖုန်းခေါ်ဖို့ပြင်လိုက်တော့ဟာမခေါ်နဲ့ရဲကိုမခေါ်နဲ့ငါသာငါရဲ့သားကောင်ထွက်ပြေးသွားလိမ့်မယ်လို့သူကအော်ပြောခဲ့တယ်ပြီးတော့သူကိုယ်တိုင်ရှေးဦးသူနာပြုစုနေလေလို့ပြီးဒဏ်ရာကိုပတ်တိစီခဲ့ပါလေအဲ့ဒီနောက်မှာပဲကျွန်တော်ဖေကတတိမိမျောသွားပြီးနှစ်ရက်ကြာမှပြန်တတိရလာခဲ့ပါလေဘာဖြစ်ခဲ့တာလဲလို့ကျွန်တော်မေးတော့အမေလိုက်ဝင်းမလီကိုက်ခံရတာပါလို့သူကပြန်ဖြေတယ်သူပြောတာကိုကျွန်တော်ဘာတစ်ခုမှနားမလည်ခဲ့ပါဘူး အဲ့တော့ကကျွန်တော်အသက်ကလည်းရမ်းငယ်ခဲ့တာကိုဒီလိုနဲ့ရှိန်နေကုန်သွားခဲ့တာကျွန်တော်လည်းအသက်ဆနှစ်နဲ့သားရွယ်ကိုရောက်လာခဲ့ပါတယ်တနေ့မနက်ဆုံးနိုးလာတော့မိဖို့ကြောင့်လည်းကကြောနေတဲ့အသားနဲ့မှုန်းမှုန်းနဲ့အတူအဖေရဲ့တရှင်းဆုံနေတဲ့အတန်ကိုကြားလိုက်ရပါတယ်မိဖို့ကြောင့်သာသွားကြည့်တော့သူတယောက်တည်းရှက်ပြုတ်နေတာကိုတွေ့ရပါတယ်ခဏကြာတော့အဖေကမြေရောက်ခန်းကိုဆင်းသွားခဲ့တယ်ကျွန်တော်လည်းအဖေကိုအမှမတင်အားအသင့်အောင်လှုပ်ရှင်လာနေနောက်ရောက်ခန်းလိုက်သွားခဲ့ပါတယ်အမှန်တော့အဖေကအမြဲတောက်ခတ်ထားတဲ့အတွက် ကျွန်တော်မြေရောက်ခန်းကိုတခါမှမမြေရောက်ဘူးသိပါဘူးဒါကျွန်တော်တို့ပထမဆုံးမှာမြေရောက်ခန်းထဲကိုအဖေနောက်ကနေလိုက်သွားပြီးရေခဲတက်တာတွေကအသားတွေထုတ်နေတာကိုစောင့်ကြည့်နေကြပါလေဒါပေမဲ့ရေခဲတက်တာတွေကလူရှိတာတွေကိုမြင်လိုက်ရတော့မှဒါတွေကလူသားတွေဖြစ်နေတာကိုကျွန်တော်သိလိုက်ရပါတယ်ကြောက်လန့်ကြတဲ့အဖေဘာတွေလုံးနေတာလဲလို့ကျွန်တော် online မိတယ်ကျွန်တော်အဖေကလှည့်ကြည့်ပြီးအိုးသားလေးဒါကကဘာပေါ်မှာအကောင်းဆုံးသားပဲကွာငါကတော့လိမ့်ဆန်တော့ဆိုတာဒီရတာတွေကိုလာရှင်လို့တော့မရဘူးလို့ပြောပါတယ်ကျွန်တော်အော်ရင်အပေါ်တက်ကိုထွက်ပြေးခဲ့ပါတယ် အဖေကနောက်ကနေလှမ်းអော်ပြောလိုက်တယ်မင်းကိုတသက်လုံးရှက်ကြွေးနေတာလေကွာဒီသားကဘလောက်ရတာရှိလဲမင်းသိပါတယ်တဲ့ကျွန်တော်ခေါင်းထဲမှာဘာတွေဖြစ်ကုန်မှမသိအောင်ရှုပ်ဖေးပြီးစားခဲ့တဲ့မြောက်ကိုပြန်တွေးမိပြီးယွန်းလုံးလုံးအန်ရှမိခဲ့ပါတယ်ဒီလိုနဲ့ရှိန်နေကုန်လာခဲ့တာကျွန်တော်အသက်16နှစ်ပြည့်ခဲ့ပါတယ်တနေ့တော့ကျွန်တော်ဖေကတောင်ပေါ်မှာစခန်းချသွားမယ်လို့ပြောပြီးကားထဲကိုထည့်ခေါ်ခဲ့ပါတယ်တောင်ပေါ်ရောက်တော့သားကမြေပြင်မှာဝစ်ပြီးသားကောင်ကိုစောင့်လေတဲ့ကျွန်တော်ကအင်မြန်ချင်ကြီးလို့ငိုယူပြောတော့လဲ အဖေကကျွန်တော်ကိုပစိန်ငယ်လေးတက်လက်ပေးပြီးကြောက်စရာကောင်းတဲ့မျက်နှာနဲ့ကဲကို့ဘာသာအသာချသားတော့လို့မိန်ပေးခဲ့ပါတယ်အဖေရဲ့မျက်နှာထားကဒါဟာနောက်နေရမဟုတ်မှန်းကျွန်တော်သိလိုက်ရပါတယ်အဲ့ဒီမှာပဲကျွန်တော်တို့တဲထိုးပြီးရက်နှင်းငယ်ကြောင်ပေါင်းအောင်နေရပါတယ်အိမ်ကယူလာတဲ့စားစရာတွေလည်းကုန်သွားခဲ့ပြီးကျွန်တော်တို့လည်းယုံလို့ပါလို့လို့သိငယ်တဲ့သားကောင်လေးတွေကိုရှားပွေမဲလိုက်ပြီးဘိုက်ပြေဖို့မနေရုံးကန်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်ဖေကတော့ဒီလိုအသာစာမျိုးတွေကိုစားချင်မှမရပါဘူးနောက်ထပ်ရက်နှင်းငယ်ကြတော့ကျွန်တော်တို့ဒဲနာကနေ တောင်တက်ဆုံးတွေတွေဖြတ်သွားတာကိုကျွန်တော်တွေးလိုက်ရတယ်။အတော်ကြာမှလူမြင်ရလို့ဝမ်းသာအားရနဲ့နှုတ်ဆက်ဖို့ပြင်လိုက်တော့ကျွန်တော်ဖေကတမျောင်းစုံနှစ်လက်ကိုသူတို့စီပြပောက်လိုက်တယ်။အဲ့ဒီဓာတ်တွေကသူတို့ရဲ့လေပင်ကိုစိုက်ပြီးအဲ့လူမြောင်းကနေရာမတိုင်းတိတ်ဆုံးသွားခဲ့ပါလေ။ကျွန်တော်ကြောက်လန့်တရားနဲ့ဝဟိဘာတွေလုံနေတာလဲညာလို့အော်ဟင်းလိုက်မိပါလေ။ကျွန်တော်ဖေကတော့ဝမ်းသာအားရပျော်နေခဲ့ပါလေ။ကျွန်တော်တို့ရဲ့တန်တွေကတောင်တထောင်လုံးမှာဟိန်းသန်ကြီးတခုလိုဖြစ်သွားခဲ့ပါလေ။အဲ့ဒီနောက်တော့အဖေကသွေးစွမ်းနာတွေမကြအောင်အက်ဆစ်တွေနဲ့ပတ်ဝန်းကျင်ကိုတန်ရှင်းလုပ်ခဲ့ပါလေ။ပြီးတော့အလောင်းလေးကိုကားထဲပြစ်ထည့်ပြီး အိမ်ကိုပြန်လာခဲ့ကြပါတယ်။အရောက်တော့အဖေကဆယ်စုနှစ်လောက်ရှိတယ်။ဟောင်းနှန်းနေတဲ့စာအုပ်ကြီးတော့ကိုကျွန်တော်ကိုပေးခဲ့ပါတယ်။ဒါတွေကိုဖတ်ပြီးဒီစာအုပ်ထဲကနေစနစ်တွေအားလုံးကိုမင်းကျွမ်းကျင်အောင်လုပ်ထားလိုက်တဲ့။ဒါဆိုမင်းငါလိုရမ်းတော်တဲ့လူသားသမားကြီးဖြစ်လာလိမ့်မယ်လို့အဖေကပြောခဲ့ပါတယ်။စာအုပ်ထဲမှာကလူတယောက်ကိုချက်ချင်းတတ်နိုင်တယ်၊စုံလင်လာတဲ့နေစနစ်ဒါသမောင်းများတော့ကိုဖော်ပြထားပါတယ်။စစ်တပ်မှာဖြစ်စီ၊ကိုခန့်ပညာမှာဖြစ်စီတင်ယူလို့မရနိုင်နဲ့။ရက်ဆက်ကြံကြုတ်တဲ့တပ်ဖြတ်နီးအမျိုးမျိုးပါဝင်နေခဲ့ပါတယ်။ကျွန်တော်လည်းရမ်းကြောက်ပြီးစကားတော့မပြောနိုင်တော့ပါဘူး။ ဒါကလုံးဝမှန်ဘူးရက်လိုက်ပါတော့လို့ပြောပြီးအဖေကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူကတစ်ခါလောက်စမ်းကြည့်လိုက်သမှာကွာဘလောက်ပြောစရာကောင်းလဲဆိုတာမင်းသိပါလိမ့်မယ်တဲ့ကျွန်တော်ဘာစကားမှပြန်ပြောနိုင်ခဲ့ပါဘူးရဲခေါ်တင်လားမခေါ်တင်လားဆိုပြီးစိတ်ထဲမှာကြင်ကြင်စဉ်းစားနေခဲ့မိပါလေဒါပေမဲ့ကျွန်တော်ပိုင်ဆိုင်နေတခုတည်းသောမိသားစုဝင်ကိုထောင်ထဲပို့ဖို့မလုပ်နိုင်ခဲ့ပါဘူးအဖေကတော့သူ့ရဲ့အမဲလိုက်ရှင်ကိုပုံမှန်တိုင်းဆက်လုပ်နေခဲ့ပါလေသပွဲပေါ်မှာကျွန်တော်တို့စားပြာအသားပုံကြီးတွေအများလို့ရှိနေခဲ့တယ်လို့အဲ့ဒီအသက်ခံရတဲ့လူတွေရဲ့ပစ္စည်းတွေကလည်းတပြည့်ပြည့်များလာခဲ့ပါလေ ဒါပေမဲ့အဲ့ဒီနေ့ကစကျွန်တော်အသားလေးကိုမစားတော့ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါလေကျွန်တော်ထွက်သွားဖို့တင့်တော်တဲ့ချိန်ကိုစောင့်နေခဲ့ပါလေဒီနေ့တော့ကျွန်တော်ဘွားတခြားလို့မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါလေကျွန်တော်ကြောင်းကနေအိမ်ပြန်ရောက်တော့အဖေကစပွဲမှာထိုင်နေတာတွေ့ရပါလေအဖေဘာလုပ်နေတာလဲလို့မေးလိုက်ပြီမဲသူကဘာမှပြန်ပြေခဲ့ပါဘူးဒါနဲ့သူ့နားကိုတို့သွားပြီးအဖေခန္ဓာကိုကန်ကြည့်တော့သူဟာရေခဲတုံးကိုအေးစက်နေပြီတည်နေပြီဆိုတာသိလိုက်ရပါလေကျွန်တော်ရမ်းကိုကြောက်လန့်သွားခြင်းပါပဲ ကျွန်တော်နောက်ကနေလူတစ်ယောက်ရဲ့မင်းတို့အလဲကြတော့ဘလို့လဲกว่าဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။ကြောက်လန့်ကြရတယ်နောက်လဲကြည့်လိုက်တော့မြားတက်လန့်နဲ့ကျွန်တော်ကိုချိန်ထားတဲ့လူတစ်ယောက်ကိုတွေးလိုက်ရပါတယ်။သူဟာတိရက်တွေဖုံးထားတဲ့ဂါလီစုကိုဝစ်ဆင်ထားခဲ့ပါတယ်။ကျွန်တော်ကြောက်လန့်ကြရနဲ့အော်ဟစ်ပြီးအသေးစားထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ခဏကြာမှပဲကျွန်တော်ရှိရင်ဝင်ကိုသူ့ရဲ့မြားလာမှန်ခဲ့ပါတယ်။ကျွန်တော်လဲလဲကြသွားပြီးကျမ်းမြင်ပေါ်မှာလေးဘက်ထောက်ဒီရိုလိုက်သွားနေရပါတယ်။ခြေရန်ကြီးကြီးတွေနဲ့ကျွန်တော်စီချောက်လိုက်ရင်မင်းအဖေကငါ့တငယ်ချင်းကိုစားပြစ်လိုက်တာတဲ့။ ီးတော့ဓားကိုကျွန်တော်ပိုင်နာကတ်ပြီးမင်းလည်းစားခဲ့တယ်မဟုတ်လားလို့မေးခဲ့ပါတယ်မလုပ်ပါနဲ့မတက်ပါနဲ့ကျွန်တော်တက်ကိုတော့ချမ်းသာပေးပါလို့တောင်းပါပြီလက်အုပ်ရှိခဲ့ပါတယ်ပြီးတော့အဲ့လူရဲ့လေချောင်းကိုလက်သီးနဲ့ထိုးခဲ့လိုက်တယ်သူကနာကျင်မှုနဲ့တူတက်ရှူရသွားပြီးလေချောင်းကိုပြီးကရင်မြေပြင်ပေါ်မှာလူလိုက်နေခဲ့ပါတယ်ဟုတ်ပါတယ်ဒီကွက်ကကျွန်တော်အဖေပေးခဲ့တဲ့စာအုပ်ထဲကနေကျွန်တော်သင်ယူခဲ့တဲ့နီးစနစ်တစ်ခုပါကျွန်တော်ရှက်ရှင်းဓားကိုကောက်ယူပြီးသူ့ရဲ့လေဗင်နာထောက်လိုက်တယ်နောက်တော့ရဲကိုခေါ်ခဲ့လိုက်တယ် ကနာကြမှာပဲရဲတွေရောက်လာပြီအဲ့ဒီလူကိုဖမ်းခေါ်သွားခဲ့ပါတယ်ရဲနှဲငယ်တော့ကြတော့ကျွန်တော်ဖေရဲ့ဇာနာပွဲကိုကျင်းပခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဆွေမျိုးတွေအကုန်လုံးလည်းရောက်လာခဲ့ကြပါတယ်ဒီလိုနဲ့ကျွန်တော်ဦးလေးတယောက်ကအားပေးစကားပြောရင်ကျွန်တော်နာကတ်လာပြီတိုးတိုးလေးပြောခဲ့ပါတယ်မင်းဖေစီကလူသက်နီးတွေတင်ခဲ့လားတဲ့လူသက်သာနဲ့ပတ်သက်ရင်မသိတာရှိရင်ဦးလေးကိုပြောတဲ့ဦးလေးကဒီကဘာပေါ်မှာအကောင်းဆုံးလူသက်သမားပဲတဲ့ကျွန်တော်လည်းအားအကြီးနဲ့သူ့ကိုစကြည့်နေခဲ့မိတယ်သူကတော့ခေါင်းညိပြီးဆက်ပြောခဲ့ပါတယ် ဟုတ်တယ်လူသားကကဘာပေါ်မှာအကောင်းဆုံးသားပဲကွာကျွန်တော်လည်းဒီယူလေးကိုကြောက်ပြီးအော်ဟင်ရင်အဲ့ဒီနေရာကနေထွက်ပြေးခဲ့ရပါတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ဟာဆွေမျိုးတွေနဲ့ဆက်ဆက်အားလုံးကိုဖြတ်ပြီးဘယ်သူမှမသိတဲ့နေရာတစ်နေရာကိုပြောင်းချွတ်နေထိုင်ခဲ့ပါတယ်ဒါပေမဲ့နေရာတက်မှာတော့ကျွန်တော်ကညာတိုင်းလို့လို့အိမ်မဆိုးတွေမက်လိရှိပါတယ်အိမ်မထဲမှာကျွန်တော်ဖေးတက်ခဲ့တဲ့လူတွေကကျွန်တော်ကိုလိုက်ဖမ်းနေကြပါတယ်သူတို့ဟာခနာကိုအစိပ်ပိုင်းပြက်တွေနဲ့ပေါ်လာပြီးငါတို့ရဲ့အသားတွေကိုစားခဲ့သေးတယ်မဟုတ်လားဆိုတဲ့အတန်နဲ့တူအော်ဟင်ကိုကျွေးနေကြပါတယ် ပြီးတော့ရွှေတွေနဲ့တူကျွန်တော်ငိုရိုးရင်းအဲ့ရကနေလန့်လို့လာခဲ့ပါတယ်။ဒီဖြစ်ပျက်တွေဖြစ်ပျက်ပြီးအခုဆို9နှစ်ကြာခဲ့ပါပြီ။ဒီဖြစ်ပျက်တွေကတကယ်ဖြစ်ခဲ့တယ်ဆိုတာတော့မယုံနိုင်ရပါဘူး။အဖေကကျွန်တော်ဖေရင်ကိုဟုတ်ရဲ့လားလို့အတွေးတွေဝင်လာခဲ့မိပါတယ်။ဒါပေမဲ့သူ့ဟာသူလူသက်သမားကြီးဖြစ်နေရင်တော့ကျွန်တော်အဖေကိုလွမ်းမိပါတယ်။အဖေကအဖေပါပဲ။အဲ့ချိန်ကစားလို့ကျွန်တော်လည်းအသားလုံးကရှောင်ခဲ့ပြီ။တသက်လို့တမဖြစ်လာခဲ့ပါတယ်။ဇလန်းလေးကတော့ဒီမှာနေပြီးပါပြီ။ ဒီကြီးမင်းတို့လည်းအသားတွေစားရင်ကြည့်သာကြပါလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုဖတ်တိုင်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ကြကြပါအောင်ဗျာ